ဆုံးရှုံးမလို့ဖြစ်နေတဲ့ရွှေငွေပစ္စည်းအခွင့်အရေးတွေရှင်ပြန်ရဖို့ရှိနေပါတယ်။နှစ်ပေါင်းများစွာကွဲကွာခဲ့တဲ့တငယ်ချင်းတွေဆွေမျိုးတွေမိတ်ဆွေတွေ ပြန်လည်ပြီးတော့ဆုံတွေ့ရဖို့ရှိနေပါတယ်။ပြက်မလို့ဖြစ်တဲ့အလုပ်များထပ်ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။စိတ်ကူးအကြံကောင်းညံကောင်းတွေလည်းပေါ်ထွက်လာဖို့ရှိနေပါတယ်။အဲ့တော့မိမိရဲ့အကြံစီများရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်စိတ်ကူးအကြံကောင်းညံကောင်းများပေါ်ထွက်လာဖို့ရှိနေပါတယ်။စီပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်လို့ တိုက်ခံနေအခက်အခဲတွေများနေတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းများတိုးတက်အောင်မြင်ဖို့စီးပွားတက်ဖို့ဆိုရင်တော့ဉာဏ်ပရိယေတုံးပြီးတော့ဆောင်ရွက်မှသာလင်အောင်မြင်ပါလိမ့်မယ်အဲ့တော့တမန်ရိုးကြောင့်ဒီတိုင်းသွားလို့မရပါဘူးဉာဏ်ပရိယေတုံးမှသာလင်လုပ်ငန်းစီးပွားတွေတိုးတက်အောင်မြင်ပါလိမ့်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်ငွေကြေးအကျံစီများအောင်မြင်ဖို့ငွေကြေးအခက်ခဲရလွန်မြောက်ဖို့အတွက်ငွေရဖို့အတွက်အကျွေးတွေချေဖို့အကျွေးတွေရဖို့အတွက်အကူအညီကောင်းနှစ်ခု အကြံကောင်းညံကောင်းနှစ်ခုပေါ်လာပါလိမ့်မယ်။နှစ်ခုသလုံးကောင်းပါလေ။စိတ်တဲ့နီလန်ကိုရွေးချယ်ပြီးတော့အသုံးပြုဆောင်နိုင်ပါလေ။အခြေအနေနဲ့ပတ်သက်လို့တော့ကောင်းသောအလှည့်ပြောင်းနေဖြစ်လာဖို့ရှိနေပါလေ။အဲ့တော့အချင်းအစင်မပြေတဲ့သူများပြန်ပြီးတော့အစင် ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြေပြီးသားသူများကတော့ကိုယ့်ရဲ့တိုင်ရုံးစင်နေမြစ်တာရဲ့အချစ်တွေပုံမှန်ပြီးတော့လေးနဲ့ခိုင်မာလာမယ့်နမိတ်ဖြစ်ပါတယ် အိမ်တော်ရင်းနဲ့ပတ်သက်တော့အိမ်တော်ရေးကံအလဲလက်မှာပဲရှိနေပါတယ်အကောင်းလည်းမတွေ့ပါဘူးအဆိုးလည်းမတွေ့ပါဘူးပုံမှန်လေးပဲရှိနေပါတယ်ပညာရေးကံကတော့အင်မတန်ကောင်းနေပါတယ်အကြီးအကဲဆရာသမားတွေရဲ့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့လေကြောင်းနဲ့ပတ်သက်တဲ့ရင်ပန်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ဒီတို့ကန်ဆန်းမှန်ဆိုရင်တော့၄၉၁နှစ်ဖြစ်ပါတယ် အဲ့တော့ကံကောင်းစေတဲ့အယောင်တွေကတော့အစင်းရောင်အပြာရောင်ဖြစ်ပါတယ်။များများဥစဉ်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုတခွားသီးနဲ့ခောက်ပေးပါတို့အစားတဲ့တခွားသီး။ဘာသာကလည်းဆိုတော့မှရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုစာရွက်နိုင်ပါတယ်။ရောင်ထွက်ရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုတခွားသီးနဲ့ခောက်ပေးပါ။အဲ့တော့ကံကောင်းစေမယ့်ယရိယာကတော့အိမ်ဖျားမှာနှင်းစီပံ၃ဖွင့်ဘာအယောင်မဆို။ တူထမ်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညံ့ခိုက်တွေကြေးပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကဲအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေဗျာ။စကားပြောကျွန်တဲ့စကားပြောလွန်တဲ့စကားပြောမှတ်တတ်ပါတယ်။စည်ရင်အတွက်ချက်မှတ်တတ်ပါတယ်။ အဲ့တော့ရှစ်တဝက်ခက်နောက်ဆုံးဝက်ခက်ဆုံးဖြတ်ခက်အချိန်နဲ့လဲကြုံရတတ်ပါတယ်စီးပွားရေးအလုပ်ကိန်းနဲ့ပတ်သက်လို့ကတော့လွဲချော်မှုတွေလိန်ညာမှုတွေထုံမှုနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်ကိန်းနဲ့ပတ်သက်လို့အလိန်ညာခံတတ်ပါတယ်အလုပ်များလည်းပဲထင့်ကိုလွဲချော်ပြီးမှအောင်မြင်နိုင်ပါတယ် အဲ့တော့ငွေကြေးကံကတော့အင်မတန်ကောင်းနေပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့ဝမ်းသာခြင်းပျော်ရွှင်ခြင်းအောင်မြင်ခြင်းနဲ့မိတ်ပဲဖြစ်ပါတယ်အဲ့တော့ရရစားရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်အဲ့တော့ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်ငွေကြေးအကျဉ်းစီများလည်းအောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့တော့စိတ်ချမ်းသာပျော်ရွှင်ရခြင်းဆိုတဲ့နိမိတ်ပဲဖြစ်ပါတယ်အဲ့တော့အချီးနဲ့ပတ်သက်လို့အင်မတန်ကောင်းနေပါတယ်အချီးရဲ့အသေးပွင့်တွေကိုခံခံစားရမယ် နားလည်မှုတွေမျှဝေခံစားမှုတွေဂယုဆက်ခံရမှုတွေကျင်နာခံရမှုတွေနဲ့ကြည်နူးပျော်ရွှင်စွာဖြတ်သန်းရမယ့်နမိတ်ဖြစ်ပါတယ်အဲ့တော့စိတ်လှရှားရင်ခုန်စွာနဲ့ကြည်နူးစွာဖြတ်သန်းရမယ့်အမြဲတမ်းကောင်းသောနမိတ်ပဲဖြစ်ပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်လို့တော့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်အိမ်တော်ရင်းအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာပါလိမ့်မယ်အဲ့တော့ပြေပြီးသားသူများကတော့မတင်မတ်တဲ့ပြဿနာတွေစကားတွေကိုအကြောင်းပြပြီးတော့လင်းနေမရကတောက်ဆဖြစ်တတ်ပါတယ် တော့အိမ်တော်ရဲ့အစဉ်ပြင်နေတဲ့သူများအဲ့တော့မထင်မှတ်တဲ့ပြဿနာတွေမကြုံရလေအောင်အိယာပြောင်းပြီးတော့အိပ်ပေးပါပညာရေးကံအလယ်လက်မှာပဲရှိနေပါတယ်လူကများများစူးစမ်းအထောက်အကူအရေးကြီးပါတယ်ကျမ်းမိုင်းနဲ့ပတ်သက်လို့တော့စိတ်နဲ့ပတ်သက်တဲ့ယောဂများသတိထားစေလို့ပါတယ်အဲ့တော့စိတ်ညစ်ပြီးတော့ကျမ်းမိုင်းညစ်တာမျိုးဒါစိတ်ကမကောင်းတာတွေးမိတာမျိုးစိုးရိမ်နေတာမျိုး စိတ်မပျော်ရွှင်ရတော့စိတ်နဲ့ပတ်သက်တဲ့ကျန်းမာရေးသတိထားစေလိုပါတယ်အဲ့တော့အတက်နဲ့ဆုံးပျော်နေပါခေါင်းလာနေပြေးပါအဲ့တော့ဖြီတိုးကန်ဆန်းမယ်ဆိုရင်တော့ခွန်3 18ဖြစ်ပါတယ်အဲ့တော့ကန်ကောင်းစေတဲ့အယောင်တွေကတော့အဝါယောင်အစင်းယောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုအာလူးနဲ့ခောက်ပေးပါအာလူးအဲ့တော့ပစကလည်းဆူတောင်းပါရောင်းထွက်ဖို့ရောင်းကောင်းဖို့ ဘယ်နည်းမဆိုဘယ်ချင်းမဆိုဆောင်ရွက်နေပါတယ်။ရောင်းထွက်ခြင်းနဲ့ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုအာလူးနဲ့ခောက်ပြီးပါ။အဲ့တော့ကံကောင်းစီမဲ့ရေတရာကတော့ချိုးမဲ့ရေထဲမှာနွားနုအနေငယ်ထဲပါရေချိုးရင်းဆူတောင်းပါ။အဲ့တော့ဖလားထဲမှာရေထဲပါနွားနုလေးအနေငယ်ထဲပါအဲ့ဒီကရေနဲ့ရေချိုးရင်းနဲ့မိမိအလိုရှိတဲ့အရာများကိုဆူတောင်းပါ။အဲ့တော့ဘယ်နည်းမဆိုဘယ်ချင်းမဆိုဆောင်ရွက်နေပါတယ်။ကဲကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်ပြန်ဆောင်ကြပါမယ်။ ကဲအားလုံးအောင်းစေပိုင်းစေနိုင်စေခိုင်းစေဗျာအလုတ်တိုင်းနေရာတိုင်းမှာအတိုက်အခံတွေအခက်အခဲတွေအပြိုင်ဆိုင်တွေများနေတတ်ပါတယ်မိမိရဲ့အကျံစီများရည်ရွယ်ချက်များပြီးမြောက်အောင်မြင်စေဖို့အတွက်သူများကိုသူတစ်ပါးကိုအားကိုးလို့မရပါဘူးကံတရားကိုလည်းအားကိုးလို့မရပါဘူးအိုပိုင်ညာအိုပိုင်ဟန်နဲ့မိမိအလိုရှိတဲ့အရာများကိုကိုယ်တိုင်လုပ်ယူမှ အဲ့တော့ဖန်တီးယူမှရပါလိမ့်မယ်။အဲ့တော့မိမိအလိုရှိတဲ့အရာများကိုမိမိကိုယ်တိုင်ဖန်တီးယူပါလုပ်ယူပါ။စီပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့လောလောဆယ်မကောင်းသေးပါဘူး။နောက်ပိုင်းဖြည်းဖြည်းချင်းတွက်သူပြန်ပြီးတော့ကောင်းလာပါလိမ့်မယ်။အဲ့တော့စီပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့စီပွားနဲ့ပတ်သက်လို့လောလောဆယ်မကောင်းသေးဘူး။ဖြည်းဖြည်းချင်းဥမော်လာပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်လို့ကတော့ရစရာပေးစရာငွေများကြန့်ကြာနေတတ်ပါတယ်ငွေအတွက်စစ်ပွားတတ်ပါတယ် တော့ငွေကြေးအကြံစီများအောင်မြင်ဖို့ငွေကြေးခက်ခဲရလွတ်မြောက်ဖို့အကျွေးတွေကြေးဖို့အကျွေးတွေရဖို့ငွေကြေးကိစ္စတွေအောင်မြင်စေဖို့အတွက်ဆိုရင်တော့တဲ့လူကြီးတယောက်ရဲ့အကြံဉာဏ်အကူညွန်ယူပါဒါဆိုရင်တော့ငွေကြေးကိစ္စတွေအောင်မြင်ပါလိမ့်မယ်အခြေအနေနဲ့ပတ်သက်လို့ကတော့အမျိုးသမီးတယောက်ဂျားဝင်ချုပ်နေပါတယ်အဲ့ဒါကအမျိုးသမီးဟာသပင်ဆေးဆိုးထားတဲ့အမျိုးသမီးဖြစ်ပါတယ်အဲ့တော့အမျိုးသမီးတယောက်ကိုအကြောင်းပြပြီးတော့နှစ်ယောက်သားအစ်မပြေမှုတွေကတော့ကစားတွေဖြစ်နေတတ်ပါတယ် အဲ့တော့အခြေအမှာတော့အမျိုးသမီးတစ်ယောက်ဂျားဝင်ရှုပ်ချင်းဆိုတဲ့နာမည်ဖြစ်ပါတယ်။အိမ်ထောင်ကြီးမှာလည်းပဲဂျားလူအနောက်ရှေ့ရှိနေပါတယ်။အဲ့တော့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများကိုအကြောင်းပြပြီးတော့လင်းနဲ့မယားခရောက်ကစားဖြစ်တတ်ပါတယ်။အဲ့တော့အထူးသတိထားပြီးတော့ဖြတ်တန်းစေလိုပါတယ်။ပညာရေးကတော့အင်မတန်ကောင်းနေပါတယ်။ပညာရေးနဲ့ပတ်သက်လို့စိတ်ကူးအကြံကောင်းဉာဏ်ကောင်းအိုင်ဒီယာကောင်းတွေပေါ်ထွက်လာဖို့ရှိနေပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့တော့1 by မျက်လုံးနဲ့ပတ်သက်တဲ့ယောဂများတတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ထီထိုးကန်ဆန်းမယ်ဆိုရင်တော့8 3ဖြစ်ပါတယ်ကန်ကောင်းစေတဲ့အေရောင်တွေကတော့အပြာရောင်အဖြူရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်ထွက်ရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုကျဲဥပြုတ်နဲ့ခောက်ပြီးပါဘာသာကလည်းဆူတောင်းမှာရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုဆောင်ရွက်နိုင်ပါတယ် ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုကျုပ်ပြုတ်နဲ့ခောက်ပေးပါအဲ့တော့ကံကောင်းစဉ်မဲ့ရေရာကတော့အိမ်ပြားမှာတစ်သီး6လုံးလှူဒန်းပြီးတော့ဆူတောင်းပါအဲ့တော့တစ်သီး6လုံးအမျိုးအစားတူလိုက်ရတယ်အမျိုးအစားမတူလိုက်ရတယ်6လုံးဖြစ်ပြီးတော့ဒါလှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအញ្ញံခိုက်တွေကြည်ပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေကဲနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေဗျာ ရက်ဝေးအဆက်အသွယ်ကောင်းတွေပေါ်လာဖို့ရှိနေပါတယ်။တရင်ကောင်းတွေကြားဖို့ရှိနေပါတယ်။ကောင်းသောခင်းများတွားဖို့ရှိနေပါတယ်။ဖယားဖို့ပျော်ပွဲစားခင်းများလည်းတွားဖို့ရှိနေပါတယ်။ဝမ်းသာစရာဧည့်သည်များလည်းတွေ့ရဖို့ရှိနေပါတယ်။ပြည်တွင်းပြည်ပခင်းများတွားဖို့အကြောင်းတွေပေါ်လာတတ်ပါတယ်။မိမိရဲ့အကြံစီများရည်ရွယ်ချက်များအောင်မြင်စေဖို့အတွက်မကြခင်မှာတရင်ကောင်းတွေကြားဖို့ရှိနေပါတယ်။စီးပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်လို့လက်ရှိအခြေအနေအကောင်းဆုံးမဟုတ်သေးပါဘူး။ ဒီတဲ့ပို့ပြီးတော့ကောင်းတဲ့နည်းလမ်းတွေရှိနေပါသေးတယ်။လုပ်ငန်းနဲ့ပတ်သက်လို့စီးပွားနဲ့ပတ်သက်လို့လက်ရှိအခြေအနေကအကောင်းဆုံးမဟုတ်သေးပါဘူး။လုပ်ငန်းတွေတိုးတက်ဖို့စီးပွားတွေတိုးတက်ဖို့အတွက်အခြေအနေကောင်းနေအခွင့်အလမ်းကောင်းနေရှိနေပါတယ်။စဉ်းစားပါပြီးတော့ပါရှာကြံပါဒီတဲ့ပို့ကောင်းဖို့နည်းလမ်းတွေအများကြီးရှိနေပါတယ်။ရှာကြံပါတွေးတော့ပါကြံစားပါငွေချင်းနဲ့ပတ်သက်လို့ဆုံးရှုံးမှုလို့ဖြစ်နေတဲ့ရွှေငွေတွေပြောင်းရွှေ့မှုရှိနေပါတယ် ငွေကြေးအေဂျင်စီများအောင်မြင်ဖို့ရှိနေပါတယ်။အဲ့တော့ရစားရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်။ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်။ငွေကြေးအေဂျင်စီများအောင်မြင်ဖို့ငွေကြေးအထက်ခဲရလွတ်မြောက်ဖို့အကျွေးတွေကြေးဖို့အကျွေးတွေရဖို့ငွေတွေဝင်ဖို့အတွက်ငွေကြေးနဲ့ပတ်သက်လို့အောင်မြင်ဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းတွေပေါ်ထွက်လာဖို့ရှိနေပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကောင်းသောအပြောင်းအလဲများဖြစ်လာဖို့ရှိနေပါတယ်။အဲ့တော့အခြေအနေအစဉ်ပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာပါလိမ့်မယ်။ ဲ့တော့ပြည်ပြည်သားသူများကတော့အချစ်ရဲ့ပျော်ရွှင်တဲ့အသီးအပွင့်တွေကိုစိတ်ယူစားသုံးရမယ်ပန်းတို့ရောင်တွေလွှမ်းနေသောနမိတ်ပဲဖြစ်ပါတယ်အဲမိမိချစ်သူနဲ့အတူရေနာနေသောနေရာကိုသွားတတ်ပါတယ်ပျော်ရွှင်စရာကောင်းတဲ့နမိတ်ပဲဖြစ်ပါတယ်အိမ်တော်ရင်းနဲ့ပတ်သက်လို့အမျိုးသမီးတယောက်ကြားဝင်ရှုပ်တတ်ပါတယ်အမျိုးသမီးတယောက်ကိုအကြောင်းပြပြီးတော့လင်းနေမြားအစမပြင်းမှုတွေဖြစ်တတ်ပါတယ်အထူးသတိထားပြီးတော့ဖြတ်တန်းစေလိုပါတယ်ပညာရေးကံအင်ပလန်ကောင်းနေပါတယ်ပညာရေးနဲ့ပတ်သက်လို့ အမျိုးသမီးတယောက်ရဲ့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများရဖို့ရှိနေပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လို့တော့ C သွေးနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလို့ပါတယ်။တော့ရေချိုးမတာတို့သတိထားစေလို့ပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။အဲ့တော့ဒီထိုးကန်ဆန်းမယ်ဆိုရင်တော့ခွန်၆၄ဖြစ်ပါတယ်။ကံကောင်းစေတဲ့အရာုံတွေကတော့အနေရောင်အဝါရောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုလင်ပန်းတစ်ချက်နဲ့ရက်ခတ်ပေးပါလင်ပန်းအဲ့တော့စတိလင်ပန်းရတယ်တန်လင်ပန်းရတယ်ကော်လင်ပန်းရတယ်ရက်ခတ်ပေးပါရိုက်ပေးပါပါဇက်ကလည်းစူတောင်းမှာရောင်းထွက်ရောင်းကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုဆောင်ရွက်နိုင်ပါလေရောင်းထွက်ခြင်းနဲ့ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုလင်ပန်းနဲ့ရက်ခတ်ပေးပါရိုက်ပေးပါအဲ့တော့ကံကောင်းစီမဲ့ရေရာကတော့အိမ်ပြားမှာစမူစာ၅ခုလှူဒန်းပြီးတော့စူတောင်းခြင်းအားဖြင့်ကံအညံ့ခိုက်တွေကြေပျောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ် ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်းစေနိုင်စေခိုင်စေဗျာ高度အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်အလုတ်အပြောင်းလဲနေရာအပြောင်းလဲကောင်းသောအပြောင်းလဲများဖြစ်လာဖို့ရှိနေပါတယ်ကိုယ့်ရဲ့စိတ်ကူးအကြံဉာဏ်များကိုယ့်ရဲ့ဘဝခံယူချက်တွေအမြင်တွေပြောင်းလဲလာဖို့ရှိနေပါတယ်အဲ့ဒီကအပြောင်းလဲတွေအားလုံးကကောင်းသောအပြောင်းလဲခြင်းဖြစ်ပါတယ် ောင်းသောအပြောင်းအလဲများကောင်းသောအလှည့်ပြောင်းများကျွန်ဝမယ်နိမိတ်ပဲဖြစ်ပါလေကိုယ့်ရဲ့အကြံစီများရွေချယ်များအောင်မြင်စေဖို့အတွက်လည်းပဲမကြခင်မှာကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်စီးပွားရေးနဲ့ပတ်သက်လို့အလုပ်အိုင်နဲ့ပတ်သက်လို့မျက်မှန်ပါတဲ့လူတယောက်ဆရာနေပြီးတော့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းများရဖို့ရှိနေပါတယ်ဒါမိမိရဲ့လုပ်ငန်းတွေတိုးတက်ဖို့စီးပွားတက်ဖို့အတွက်မျက်မှန်ပါတဲ့လူတယောက်ဆရာနေပြီးတော့အကြံကောင်းဉာဏ်ကောင်းအကူအညီကောင်းတွေယူလိုက်ပါ ငွေကြေးကတော့အနည်းငယ်ညံ့နေပါတယ်ငွေကြေးနဲ့ပတ်သက်လို့ငွေကြပြောက်တာမျိုးအထားမှားတာမျိုးအခိုးကဏ္ဍမျိုးငွေအလင်ခြံကတာမျိုးတတိထားစေလိုပါတယ်အဲ့တော့ငွေကြေးကအနည်းငယ်ညံ့နေပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စများကိုအထူးတတိထားပြီးတော့ဆောင်ရွက်စေလိုပါတယ်အခြေအနေပတ်သက်လို့ကတော့အမျိုးသမီးတယောက်ဂျားဝင်ရှုတ်တက်ပါတယ်အဲ့ဒါအမျိုးသမီးကရေနာနီသောသမဟုတ်ရေနဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်ရေတန့်လို့ လက်ဖက်ရည်တို့အအေးတို့အရက်တို့ဘီယာတို့နဲ့ပတ်သက်တဲ့အမျိုးသမီးဖြစ်ပါတယ်။အဲဒီကအမျိုးသမီးတယောက်ဂျောင်းဝင်အနောက်ရှေ့ရှိနေပါတယ်။အထူးသတိထားပြီးတော့ဖြတ်တန်းစီလိုပါတယ်။အိမ်ထောင်ရေးကတော့အလယ်နဲ့မှာပဲရှိနေပါတယ်။ Imminent ဆိုးရိုင်းလည်းမသိပါဘူး။ Imminent ကောင်းတာလည်းမသိပါဘူး။ဘုရားစိတ်ပူစရာအချို့တော့ရှိပါတယ်။အဲတော့အိမ်ထောင်ရေးနဲ့ပတ်သက်လို့မတရားကြီးကောင်းတာမျိုးလည်းမတွေ့ဘူး။မတရားကြီးဆိုးရိုင်းမျိုးလည်းမတွေ့ဘူး။စိတ်ပူစရာအချို့တော့ရှိနေပါတယ်။ပညာရေးကတော့အလယ်နဲ့မှာပဲရှိပါတယ်။သူကများများစူးစမ်းအထောက်အပံ့ရေးကြည့်ပါတယ်။ ဈာမိုင်းနဲ့ပတ်သက်လို့တော့ခေါင်းမူတာမျိုးခေါင်းကြိုက်တာမျိုးခေါင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့တီထိုးကန်ဆန်းမယ်ဆိုရင်တော့6318ဖြစ်ပါတယ်ကန်ကောင်းစေတဲ့အယောင်တွေကတော့အ нэт ယောင်အဖြူယောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုပလင်းနဲ့ခောက်ပေးပါပလင်းအသေးလေးရတယ်အကြီးလေးရတယ်ပလင်းဖြစ်ပြီးတော့ခောက်ပေးပါပေါ့ပေါ့လေးခောက်ပေးပါပကြက်ကလည်းဆူတောင်းပါ ဘယ်ဒီဘယ်နေမစို့ဘယ်ချင်းမစို့ဆောင်ရွက်နေပါလဲရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုပလင်းနဲ့ခောက်ပြပါအဲ့တော့ကံကောင်းစေမဲ့ရေရရာကတော့အိမ်ဖျားမှာအဖြူအောင်ပန်းနှစ်ပွင့်လှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ်ကံအညက်ကိုက်တွေကြေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှန်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါ မိမိရဲ့ဘဝကြီးပွားဖို့တိုးတက်ဖို့အောင်မြင်ဖို့ချမ်းသာစေဖို့အတွက်စိတ်ကူးအကြံကောင်းဉာဏ်ကောင်းများပေါ်ထွက်လာဖို့ရှိနေပါတယ်။ဆုံးရှုံးမှုလို့ဖြစ်နေတဲ့အရာတွေပြန်ရဖို့ရှိနေပါတယ်။ပြည့်မလို့ဖြစ်တဲ့ကိစ္စတွေထပ်ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်။ကိုယ့်ရဲ့စိတ်ကူးအကြံစီများအောင်မြင်ဖို့ရည်မှန်းချက်တွေပြည့်မြောက်စေဖို့အတွက်လည်းပဲအကြံကောင်းဉာဏ်ကောင်းတွေအကူအညီကောင်းတွေပေါ်ထွက်လာဖို့ရှိနေပါတယ်။စီးပွားရေးအလုပ်ငယ်နဲ့ပတ်သက်လို့တော့အနေငယ်အညံ့ရှိနေပါတယ်။အတိုက်အခိုက်တွေများနေတတ်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့အတိုက်ခိုက်တွေအကြမ်းဆန်းတွေများနေတတ်ပါတယ်။ကိုယ်ရမှာမကောင်းကြံတာမျိုးမကောင်းပြောတာမျိုးတရိပ်ထားစေလိုပါတယ်။အထူးအဖြစ်လူ၃ယောက်အတွဲတရိပ်ထားစေလိုပါတယ်။အဲ့တော့ငွေကြေးကတော့အင်မတန်ကောင်းနေပါတယ်။ထွက်နေတဲ့ငွေတွေပြန်ဝင်လာဖို့ရှိနေပါတယ်။ငွေကြေးအကြံစီများအောင်မြင်ဖို့ရှိနေပါတယ်။ရရသာရှိတဲ့ငွေများရဖို့ရှိနေပါတယ်။ပေးစားရှိတဲ့ငွေများလည်းပေးနိုင်ဖို့ရှိနေပါတယ်။ဝန်ထမ်းငွေလည်းမြဲဖို့ရှိနေပါတယ်။ အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကောင်းသောအလှည့်ပြောင်းတွေဖြစ်လာဖို့ရှိနေပါတယ်။အဲ့တော့အခြေအနေပတ်သက်လို့တော့တယောက်ကအဖြူတယောက်ကအမဲအယူဆတဲ့အမြင်တွေကွဲလွဲငင်းထုံနေရတဲ့ပါတယ်။အိမ်ထောင်ရေးကံကတော့အင်မတန်ကောင်းနေပါတယ်။တသမီမရသေးတဲ့သူများတသမီရဖို့ရှိနေပါတယ်။အဲ့တော့နားလည်မှုတွေမျှဝေခံစားမှုတွေခွင့်ယူဆကျင်းနာယူရခံရမှုတွေနဲ့ကျင်းနူးတာယာရင်ခုန်စိတ်စိတ်လို့ရှားစွာ ဖြတ်သန်းရမယ့်နမိတ်ပဲဖြစ်ပါတယ်။အိမ်တော်ကြီးရဲ့ပတ်သက်လို့အင်မတန်ကောင်းသောနမိတ်ပဲဖြစ်ပါတယ်။ပညာရေးကံလည်းပဲအင်မတန်ကောင်းနေပါတယ်။အကြီးအကဲဆရာသမားတွေရဲ့အကူအညီကောင်းအကြံကောင်းဉာဏ်ကောင်းများရဖို့ရှိနေပါတယ်။ကျမ်းမိုင်းနဲ့ပတ်သက်လို့တော့လေစက်ပစ္စည်းတွေနဲ့ထိခိုက်မိတတ်တယ်။ဘိုင်းနဲ့ပတ်သက်တဲ့ခြေထောက်နဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်။ဖြစ်မယ်လို့မဆိုလိုပါဘူး။ဒီတော့ကန်ဆယ်မယ်ဆိုရင်တော့43 18ဖြစ်ပါလေ ကံကောင်းစေတဲ့အယောင်တွေကတော့အဝါရောင်အပြည့်ရောင်ဖြစ်ပါတယ်။များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုစာအုပ်အဲ့တော့စာအုပ်တုံးနဲ့ရက်ကပ်ပေးပါရက်ပေးပါအဲ့တော့ဘယ်စာအုပ်မဆိုရပါတယ်။ဘယ်နည်းမဆိုဘယ်ချင်းမဆိုစာမျက်နှာမှာလည်းပစ္စကလည်းဆူတောင်းပါ။ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုစာအုပ်တုံးနဲ့ရက်ကပ်ပေးပါရက်ပေးပါအဲ့တော့ကံကောင်းခြင်းမဲ့ရေရာကတော့အိမ်ထဲမှာအုံသီးပါတယ်မဟုတ်လှူဒန်းပြီးတော့ဆူတောင်းခြင်းအဖြစ် ကံအញ្ញံခိုက်တွေခြေပြောက်ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်။ကျွန်တော်ရဲ့ကောင်းတဲ့ဟောချက်တွေမှတ်ကန်ပြီးတော့မကောင်းတဲ့ဟောချက်တွေလွှဲချော်ပါစေ။နောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆုံကြပါမယ်။ကဲအားလုံးအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေဗျာ။ကြည့်မာတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။အဲ့တော့မိမိရဲ့အကြံစီများ၊ရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်စေဖို့အတွက်ကောင်းသောအပြောင်းလဲတွေဖြစ်လာဖို့ရှိနေပါတယ်။ အလုပ်ပြောင်းလဲနေရာပြောင်းလဲကိုယ့်ရဲ့ဘဝခံယူချက်တွေအမြင်တွေအပြောင်းလဲတွေဖြစ်လာမှုရှိနေပါတယ်အပြောင်းလဲတွေအားလုံးဟာကောင်းသောအပြောင်းလဲတွေပဲဖြစ်ပါတယ်စီးပွားရေးအလုပ်ဝင်တဲ့ပတ်သက်လို့တော့အကျံစီများရွေးချက်များတင့်ကောအကျံ့ကြံနေတတ်ပါတယ်နောက်မိမိလက်ရှိနေတဲ့အလုပ်နေရာမှာမတတ်မရှင်းဖြစ်နေတတ်ပါတယ်မကောင်းသော အတက်များမကောင်းသော ပြင်ညာများရှိနေတတ်ပါတယ်ဒါကြောင့်တတ်ရှင်းသွားရလေအောင် ရှလကိုင်းနဲ့ရေနဲ့ရောပြီးဖျက်မိပါနှင်းချက်တဲ့ရှလကိုင်းဒါမိမိရဲ့ဆိုင်မိမိရဲ့ယုံခံမိမိရဲ့အလုပ်ခန်းမိမိနေတဲ့နေရာမှာမကောင်းသောအတက်မကောင်းသောပညာများရှိနေပါတယ်မတန်မရှင်းဖြစ်နေပါတယ်ရှလကိုင်းနဲ့ရေနဲ့ရောပြီးဖျက်မိပါအဲ့တော့ဖလားထဲမှာရေထဲပါရှလကိုင်းလေးအနေငယ်ထဲပါအဲ့ဒါဖျက်တော့ပြပါကိုယ့်ရဲ့ဆိုင်လုပ်ငန်းယုံခန်းနေရာတွေအလုပ်နေရာတွေကိုဖျက်တော့ပြပါအဲ့ဒါငွေချင်းနဲ့ပတ်သက်လို့ရစရာပေးစရာငွေများထင်းတော့ကြန့်ကြာပြီးမှအောင်မြင်နိုင်ပါတယ် ွေကြေးအကြံစီများအောင်မြင်မှုအကျွေးတွေကြေမှုအတွက်အကျွေးတွေရမှုအတွက်ငွေတွေဝင်မှုအတွက်ငွေတွေပေါများစေမှုအတွက်လူကြီးတယောက်ရဲ့အကူအညီအကြံဉာဏ်ယူလိုက်ပါဒါဆိုရင်တော့ငွေကြေးအကြံစီတွေအောင်မြင်ပါလိမ့်မယ်အခြေအနေပတ်သက်လို့လည်းပဲကောင်းသောအလှည့်ပြောင်းနေဖြစ်လာဖို့ရှိနေပါတယ်အဲ့တော့အခြေအစဉ်မပြေတဲ့သူများပြန်ပြီးတော့အစဉ်ပြေလာဖို့ရှိနေပါတယ်အဲ့တော့ပြင်ပြီးသားသူများကတော့အခြေရဲ့ချိုးမြိန်နဲ့အသည့်ပွင့်နေကိုစွတ်ယူစားတော့မှမဲ့နမိတ်ပဲဖြစ်ပါတယ် ိမ်ထောင်ရေးနဲ့ပတ်သက်လို့လည်းအင်ပဒံကောင်းနေပါတယ်အိမ်ထောင်ရေးဒုက္ခခံစားရမယ်နမိတ်ပဲဖြစ်ပါတယ်သာသမီမေရသေးတဲ့သူများကလည်းသာသမီရဖို့ကလေးရဖို့ရှိနေပါတယ်အဲ့တော့ကြည်နူးပျော်ရွှင်သာယာစွာဖြတ်သန်းရမယ်နမိတ်ပဲဖြစ်ပါတယ်အင်ပဒံကောင်းပါတယ်ပညာရေးကံလည်းပဲအင်ပဒံကောင်းနေပါတယ်မိမိရည်မှန်းထားတာလည်းပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ဒူးကောင်းနဲ့ပတ်သက်တဲ့ယောဂါများတရိပ်ထားစေလိုပါတယ် အစာဟောင်းအိမ်နဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့တီတိုကန်ဆန်းမယ်ဆိုရင်တော့ခွန်လေး36ဖြစ်ပါတယ်ကန်ကောင်းစေတဲ့အယောင်တွေကတော့အနီရောင်အပြာရောင်အနက်ရောင်ဖြစ်ပါတယ်များများဝတ်ဆင်ပြီးတော့အသုံးပြုနိုင်ပါတယ်ရောင်ထွက်ရောင်ကောင်းခြင်းနဲ့ပစ္စည်းများကိုတည်င်းစာနဲ့ရက်ခတ်ပေးပါတည်င်းစာ ရက်ခတ်ပေးပါကြိုက်ပေးပါပါးစပ်ကလည်းဆူတောင်းမှရောင်ထွက်ဖို့ရောင်ကောင်းဖို့ဘယ်နည်းမဆိုဘယ်ချင်းမဆိုဘယ်နည်းမဆိုဆောင်ရွက်နိုင်ပါတယ် ရောင်းထွက်ရောင်းကောင်းခြင်းတဲ့ပစ္စည်းများကိုတည်င်းစာနဲ့ရက်ခတ်ပြီးပါရိုက်ပြီးပါအဲ့တော့ကံကောင်းစီမဲ့ယရိယာကတော့အိမ်ဖျားမှာခောက်ဆွဲကြော်လှူဒန်းပြီးတော့ဆူတောင်းခြင်းအပြင်ကံအညံ့ခိုက်တွေခြေပြော့ပြီးတော့ကံတွေကောင်းစေပါလိမ့်မယ်ကျွန်တော်ရဲ့ကောင်းနေဟောချက်တွေမှန်ကန်ပြီးတော့မကောင်းနေဟောချက်တွေလွှဲချော်ပါစေနောက်တစ်ပတ်ကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကဲအားလုံးအောင်စေပိုင်စေ နိုင်စေ ခိုင်စေပါ